အသက်ရှင်ကြံရည်တဲ့သူတွေကအစွမ်းကုန်ပေးဆပ်ဖို့အတွက်စာနာရှိနေကြပါလေသူတို့ကအတန်တန်ဝဲလူအပ်ပါလေပြီးရင်တော့သူတို့ရဲ့အသက်ကိုဆွန့်လွှတ်ရရင်တော့အရာအလုံးကိုတိုက်ခိုက်ဖို့အတွက်စာနာရှိကြပါလိမ့်မယ်နိုင်ငံတနိုင်ငံကပျက်စီးခန့်နေအချိန်မှာသူရဲကောင်းတွေကပေါ်ထွက်လာပါလိမ့်မယ်။ထိုးရာရှေးခေတ်ကစကုံတစ်ခုဖြစ်ပြီးအတွင်းနဲ့ပဲရတော့ထိုးရာကိုတွေ့ကြုံနေရပါလိမ့်။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုကြပါမယ်။ ဝလင်းကရုပ်ထုပေါ်မှာရက်နေရင်သူ့ရဲ့အကြည့်အကဘာလောကကြီးကိုကြည်ကြင်ပြန့်ကြည့်လိုက်ပါလေသူ့စီကိုပြန်တန်းလာနေတဲ့အလင်းတန်းတွေထဲမှာရင်းနှီးတဲ့မျက်နှာတွေကိုသူကမြင်လိုက်ရပါလေအဲ့ဒီရင်းနှီးတဲ့မျက်နှာတွေပေါ်မှာစိတ်ပိုင်းဖြတ်မှုကိုသူကမြင်တွေ့ခဲ့ရပြီးသူတို့ရဲ့ဟိန်းဟောက်တန်တွေကအသက်ကိုဆွလွဖို့စိတ်ပိုင်းဖြတာမှုကိုခံစားလိုက်ရပါလေဝလင်းနဲ့ရင်းနှီးတဲ့သူတွေကလည်းရှိနေပြီးသူ့တပည့်ဆက်သုံးသူ့ရဲ့အစီကံခေါင်းကြီးကောင်လီသူ့ရဲ့ညီကိုစစ်ထူနန်းသူ့ရဲ့ဂိုင်းတုအကိုတောင်ပိုင်းတိတ်နယ်သူတိတဲ့အခြားလူတွေအများကြီးကပါဝင်နေပါလေအဲ့ဒီကြီးညက်သူထောင်ပေါင်းများစွာရဲ့အကြည့်အားလုံးကသူတို့ ဆက်တွေ့ထားတဲ့သွေးစုပွဲမှုတစ်ခုကိုစူးစီးနေပါတယ်ထိုသွေးစုပွဲစီတဲ့ခန်းစားချက်ကပြောက်ကွယ်သွားမှာမဟုတ်ပါဘူးအများဆုံးကတော့နှစ်တည်ကြာလာနေအမျှအနေငယ်နေထိုင်သွားပါလိမ့်မယ်အများဆုံးကတော့နှစ်တည်ကြာလာနေအမျှအနေထိုင်သွားပါလိမ့်မယ်ဒိုးဝရင်အကြက်တဲအချိန်ခါမှာတော့ထိုသွေးစုပွဲတဲ့ခန်းစားချက်ကပောက်ကွယ်ထွက်လာပါလိမ့်မယ်ငါနဲ့အတူလိုက်ခဲ့ပြီးအတွင်းနဲ့ပဲတောင်တန်းမြစ်ချောင်းတွေကိုပြန်လဲတင်ပိုက်ကြရအောင် ဝမ်လင်းကသူ့ရဲ့လက်ကိုဝင်ရင်းပြီးရုတ်ထွေးရဲ့ခေါင်းပေါ်ကနေခြေလှမ်းလိုက်ပါတယ်သူ့ရဲ့ဝင်းယုံကနှင်းလို့ဖြူဖင်းနေပြီးသူ့ရဲ့သဘင်နဲ့အတူလှုပ်ခတ်နေပါတယ် နေရောင်အောက်မှာသူတို့ကမျက်စိကျိန်းလောင်းကိုတောက်ပါတဲ့အလင်းရောင်ကိုထွက်လွတ်နေပါတယ်။အလင်းရောင်နဲ့အတွေးမှာဝန်လင်းရဲ့ခန္ဓာကအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးကျဲလောင်တဲ့ဟိန်းတန်းကိုဖန်တီးကလေဟာနယ်ထဲကိုပြန်တန်းသွားပါတယ်။သူ့နောက်မှာတော့စစ်ထုနဲ့အရှင်သခင်တောင်ပိုင်းဒိတ်နဲ့အခြားလူတွေကအနီးကပ်လိုက်ပါလာကြပါတယ်။သူတို့ပြန်တန်းလာရာကနေထွက်ပေါ်လာတဲ့ဟိန်းတန်းကသူ့ရဲ့အတန်နဲ့ပေါင်းဆက်သွားပါတယ်။သူတို့နောက်မှာတော့ချင်းချင်းသူထွန်ပုံးများစွာဝန်လင်းနောက်ကိုလိုက်ဖို့အတွက်အမျိုးမျိုးသောဤပညာတွေကိုတုံးပြီးတော့ပြန်တန်းလိုက်ကြပါတယ်။ထိုရာအလုံးမခန်းထားတဲ့မြင်ကွင်းတစ်ခုပါ။မင်းရင်မတွိုင်းနဲ့ကျဲပြန်နေရဂျိုးဘော ်ကိုပြန်တက်သွားသလိုပဲထိုရာကောင်းကင်ကိုစမ်းကျင်တဲ့အချိန်မှာကောင်းကင်ကိုဖျက်ဆီးမဲ့စိုးမိုးလိုစိမ့်နဲ့ဗတော်မနောက်မဆုတ်တန်းမာနာကိုတည်ဆောင်သွားကြပါလေဝင်လင်းကသူတို့ဥဆောင်နေရာနဲ့သူတို့ကကောင်းကင်ကိုဖောက်ထင်းပြီးထိုလောင်းအီလိုကဘာကြီးရနေလွမြောင်းနေပါလေ ထိုမှားယွင်းမှုကိုချိုးဖျက်ပြီးအစုံမဲ့ကဘာစီကိုတွားနိုင်တယ်လို့ထင်ရပါတယ်ဝင်လင်းကရှေ့ကနေလမ်းဖွင့်ပေးနေပါတယ်သူရဲ့နဖျားအယုံကပြန်နှံ့ထွက်သွားပြီးသူရဲ့မျက်လုံးထဲကအိဆတ်မှုနဲ့တူကြောက်မဖွေရကောင်းတဲ့တက်ဖြက်လူစိတ်ကရှိနေပါတယ်သူကတတ်တော့ပါမယ်ကျူးကျော်လာတဲ့ကျဉ်ကျဉ်သူတိုင်းကိုသူကတတ်တော့ပါမယ်သူကတွေးချောင်းစည်းစိတ်ပါတော့မယ်ကဘာကြီးကအယောင်ပြောင်းသွားတဲ့အထိသူကတတ်ပါတော့မယ်ထိုတက်ဖြက်လူစိတ်ကသူ့ရဲ့ခန္ဓာကနေပေါက်ကွဲထွက်လာပါတယ်သူမှဒီလောက်ထိပြင်းထန်တဲ့တက်ဖြက်လူစိတ်ကမရှိခဲ့တာအချိန်တော်ကြာခဲ့ပါပြီ သူ့ဘဝရဲ့အမြင့်ဆုံးသောတက်ဖြက်လိုစိတ်ကိုသူကမှတ်မိနေပါသေးတယ်အဲ့ဒါတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်လုံးကဟင်းသားဗဒါဂျိုဘွားထမ်မီသားစုကိုတက်ဖြတ်ခဲ့တော့မှာထိုနှစ်နှစ်ပေါင်း2000ကြာပြီးတဲ့နောက်မှာထိုတက်ဖြတ်လူစိတ်ကတခါပြန်ပေါ်လာခဲ့ပါတယ်ဒီတစ်ခါသူကသူ့ကိုယ်သူအတွက်လှုပ်တာဖြစ်ပေမဲ့အတွင်းထဲပဲအတွက်ပို့ပြီးတော့လှုပ်နေတာပါသူကသူ့ရဲ့ကောင်းတယောက်တော့မဟုတ်ပါဘူးသူ့ရဲ့ကောင်းတယောက်လည်းမဖြစ်ချင်ပါဘူးသူကတမန်ချင်းညံ့သူတယောက်ပါသူကစစ်ပွဲကာလမှာမတော်တဆပေါင်ရင်ပတ်သက်မိသွားတယ်ချင်းညံ့သူတယောက်တက်တက်ပါပဲ သူကတောင်ဝင်ဆိုတာဗာလဲဆိုတာကိုနားလိုက်ပါတယ်သူမှတောင်ဝင်ရှိတဲ့ဆိုတာကိုနားလိုက်ပါတယ်ဒစိခန့်နဲ့ပဲအရှင်သခင်ဆိုတဲ့ဘွဲရဲ့အဓိပ္ပာယ်ကိုနားလိုက်ပါတယ်သူကဒစိခန့်နဲ့ပဲအရှင်သခင်မဖြစ်ချင်ပါဘူးသူကသူကိုယ်တိုင်ပဲဖြစ်ချင်ပါတယ်သူကထိုကဘာကြီးကိုချိုးဖျက်ပြီးထိုကူထေးရနေရှောက်ထွက်သွားချင်ပါတယ်သူကိုတားဆီးတဲ့ဘသူမဆိုသူရဲ့ကြောင်မောက်ဖွေရတက်ဖြတ်မှုနဲ့ဒေါသကိုခံစားပါလိမ့်မယ်ကောင်းကင်ကသူ့ကိုတားဆီးရင်သူကကောင်းကင်ကိုဖျက်ဆီးမယ်။မြေကြီးကသူ့ကိုတားဆီးရင်သူကမြေကြီးကိုဖျက်ဆီးမယ်။လူတွေကသူ့ကိုတားရင်သူကအရာအလုံးကိုတတ်ပြစ်ပါမယ်။ သူ့မှာထိုကူတွေကနေဖောက်ထွက်ဖို့အတွက်စိတ်ပိုင်းဖြတ်ထားမှုဟာရှိရပါမယ်။ဘုံနှစ်ခုကြားမှာစစ်ပွဲကိုဖြေရှင်းတာပထမအဦးဆုံးခြေလှမ်းတစ်သက်ပါ။ဒိုးရတဲ့သူကပထမအဦးဆုံးခြေလှမ်းအောင်တော့မကြုံနိုင်ရင် ထိုဂူဝါနေရှောက်ထပ်ဖို့ပြောစရာတော့မလိုတော့ပါဘူး။ဝန်လင်းကရှေ့ကိုပြန်တန်းသွားရင်ကြီးညံ့သူထောင်ပေါင်းများစွာလိုက်ပါလာကြပါလေ။လူအုပ်စုကလေဟာနေထဲမှာပြန်တန်းရင်တုံလုံးချောက်ထားဖို့ရအတန်လိုင်းကိုဖန်တီးလိုက်ကြပြီးကျဲဆူးစနစ်ကိုတုံခါသွားစီပါလေ။အပြင်နယ်ပေရကြီးညံ့သူအများပြားဝန်လင်းရဲ့မြားကြောက်အရင်ကတည်ဆုံခဲကြပြီမဲ့အချို့ကတော့ကြံနေပါသေးတယ်။ထိုချိန်မှာဝန်လင်းရဲ့နှဖျားယုံကအတောက်ပဆုံးကောင်းကင်အလင်းရောက်တစ်ခုလုံးကိုလွှမ်းမိုးထားပါလေ။ကြံရှိနေတဲ့အပြင်နယ်ပေကြီးညံ့သူတွေအတွက်ဝန်လင်းရဲ့မျက်လုံးထဲမှာပုံးစရာနေရာမရှိတော့ပါဘူး။တောင်မဖွဲရတုံခါတန်နေရပဲ့တင်ထပ်သွား ိုင်း6ကီလိုမီတာတန်ပေါင်းများစွာအကွာမှာအပြင်နယ်ပယ်ချင်းညက်သူဓာစင်ပေါင်းများစွာရှိနေပါလေသူတို့တယောက်ချင်းစီရဲ့မြခုံးချောင်းမှာအမတ်သားတစ်ခုစီရာရှိပြီးသူတို့ကထိမ့်လန့်နေကြနဲ့ရွေလျားနေကြပါလေသူတို့ကကောင်းကင်တစ်ခွင်ကိုတွားနေကြတာပါဘာလို့လဲဆိုတော့အတွင်းနယ်ပယ်ကိုဝင်ရောက်လာတဲ့အပြင်နယ်ပယ်ချင်းညက်သူအများစုကကောင်းကင်တစ်ခွင်မှာရှိနေလို့ပါအခြားအကျဲစုစနစ်တွေမှာတော့လူဝင်နေငယ်ပဲရှိနေပါလေထိုချင်းညက်သူဓာစင်ပေါင်းများစွာအဝေးကိုပြန်တမ်းမနိုင်ခင်မှာပဲသူတို့နောက်ကဟိမ့်တန်တွေကိုကြားလိုက်ရပါလေတုံလုံးသွားပြီးသူတို့ကပို့ပြီးတော့မမြန်ထွက်ပြေးကြပါလေလူငယ်ချင်းညက်သူတယောက်ကအမတ် ထင်နောက်ပြန်လှည့်ကြည့်လိုက်ပါလေသူကအဖြူရောင်အရိတ်တစ်ခုကနီးကပ်လာတာကိုမြင်လိုက်ရပြီမျက်စိတမိတ်အတွင်းမှာအဖြူရောင်အရိတ်ကသူ့ရဲ့အမြင်အာရုံထဲကိုရောက်လာပါလေလူငယ်လေးကအဖြူရောင်အရိတ်လျက်တစ်ပြက်ဖြတ်သွားတာကိုပဲမြင်လိုက်ရပြီသူ့ရဲ့အမြင်အာရုံကဝေဝါးသွားကအမောင်တဲကိုကြောက်သွားပါလေ သူကပြင်မြင်လာတဲ့အခါမှာတော့ကဘာကြီးကလည်နေတာကိုမြင်လိုက်ရပြီသူ့အဖွဲကပြန်တန်းထွက်သွားတာကိုမြင်လိုက်ရပါတယ်သူကအဖွဲထေကနောက်ဆုံးလူမှာခေါင်းမရှိတော့တာကိုလည်းမြင်လိုက်ရပါတယ်ခေါင်းမရှိတဲ့ခန္ဓာနဲ့သူကအရန်ဝင်ရင်းနှီးနေပါတယ်ချက်ချင်းပဲသူ့ရဲ့မျက်လုံးတွေကမြုံကြည့်နိုင်မှုနဲ့ပြည့်နှက်သွားပြီးသူ့ရဲ့အမြင်အာရုံကပြုတ်ကွဲသွားပါတယ်လေပန်းနေတဲ့ကဘာကြီးကမဲမောင့်သွားပါတယ် အရာအလုံးကမှောင်မဲသွားတဲ့အခိုက်တန့်မှာသူကနောက်ဆုံးအရာတစ်ခုပဲမြင်လိုက်ရပါတယ်အဖျော်ဝေးုံနဲ့ဆန်ဖြူလူငယ်တယောက်ကသူ့ရဲ့ဓာသွားလို့လက်ကိုပြန်ဝင်သိမ်းပြီးရှေ့ကိုတိုးဝင်သွားတာပါအဲ့ဒီကျဉ်းကျဉ်သူဓာစင်ပေါင်းများစွာသူတို့အဖွဲ့တွေကတယောက်တည်ဆုံသွားပြီဆိုတာကိုလုံးဝသတိမထားမိကြပါဘူးဝလင်းကရှေ့ကိုလျှောက်သွားပြီးသူ့ရဲ့ညာလက်ကိုဝင်ရမ်းလိုက်ပါတယ်မိုးချင်းတက်လို့တွန်ခွာတန်ပဲ့တင်ထက်သွားပြီးအပြင်နယ်ဘဲကကျဉ်းကျဉ်သူ၄ယောက်ကနာကျင်စွာနဲ့အော်ဟစ်ရင်သူတို့ရဲ့ခေါင်းတွေကပြန်ထွက်သွားကြပါတယ်သူတို့ရဲ့သွေးတွေကကြန့်ရှင်းနေတဲ့အပြင်နယ်ဘဲကျဉ်းကျဉ်သူတွေရဲ့ခန္ဓာနဲ့မျက်နှာပေါ်ကိုစင်ကြသွားပါတယ်အခုမှသာကြန့် ီးနေတဲ့အပြင်နယ်ပယ်ကြီးညက်သူတွေကသတိထားမိပြီးကြောင်းလန့်နေကြနဲ့နောက်ပြန်လဲကြည့်လိုက်ပါလေဝင်လင်းကအဖျော်လေးနဲ့တစ်ခုဖြစ်ပြောင်းလဲပြီးထိုကြီးညက်သူတွေကိုဖျက်ချော်သွားပါလေ၃စက္ကန့်မပြည့်ခင်မှာပဲသူကအသားနဲ့သွေးပုံအဖြစ်ပြုတ်ခွဲသွားပြီဖြစ်တဲ့ထိုကြီးညက်သူအုပ်စုစီကိုရှောက်လန်းထွက်သွားပါလေသူ့ရဲ့အဖျော်ဝေးရုံပေါ်မှာသွေးတစမ်းမှမဆင်ခဲ့ပါဘူးသူ့ရဲ့မျက်နှာအမူအရာကလည်းမပြောင်းလဲပဲရှေ့ကိုဆက်သွားနေပါလေသူနောက်ကလိုက်ပါလာတာကတော့သူတို့မတည်ခင်ခန်းစားခဲ့ရတဲ့ကြောင်းလန့်မှုကိုတည်ဆောင်ထားစေဖြစ်တဲ့ခေါင်းထစဉ်ပေါင်းများစွာပါဒီခေါင်းနေရာလုံလောက်တာထအဝေးကြီးကိုလုံနေသေးတယ် ဝယ်လင်းကတည်ငြိမ်နေပြီးရှေ့ကိုအပြေးလွှားနဲ့သွားနေပါတယ်မကြခင်မှာပဲကြီးညက်သူထောင်ပေါင်းများစွာရောက်လာကြပါတယ်သူတို့ကအိမ်မမျောနေတဲ့အလောင်းနေနဲ့သွေးစွန်းနေတဲ့အကျွင်းကြံတွေကိုမြင်တွေ့ခဲ့ရပြီးကြံရှိနေသေးတဲ့တပ်ဖြတ်လူစိတ်ကိုလည်းခံစားမိကြပါတယ်ဝယ်လင်းကရွေလျားတာကိုမြဲခဲ့ပါဦးအတောက်ပဆုံးကောင်းကင်အလင်းရောင်ထဲမှာသူတွေ့တဲ့ဘဲအပြင်းနဲ့ပဲကြီးညက်သူကမှတည်ခြင်းကနေမလွတ်မြောက်နိုင်ခဲ့ပါဘူး လူအများကြီးကသူတို့ခေါင်းဖြတ်ခံလိုက်ရပြီးဝယ်လင်းရဲ့လက်ထက်ရောက်သွားပြီးမှသူတို့တည်ဆုံသွားပြီးဆိုတာကိုသိကြပါတယ်။ထိုကဘာပေါ်ကလူတိုင်းထဲမှာဝယ်လင်းကလူအများဆုံးတတ်ခဲ့တဲ့သူလို့မတတ်မနိုင်ပေမဲ့သူကအတော်လေးကိုမှတတ်ခဲ့ပါတယ်။သူကဘလောက်များများတတ်ခဲ့လဲဆိုရင်သူကိုယ်တိုင်တော်မှရှင်းရှင်းလင်းလင်းမမှတ်မိနိုင်တော့ပါဘူး။ဒီလိုဒုက္ခများတဲ့ကဘာကြီးမှာတော်ရင်တရိษံကြီးရဲ့ဥပဒေသားကိုလိုက်နာရတဲ့ ရက်ဆက်ကြမ်းကြုတ်တဲ့ကြီးညက်ချင်းကဘာမှာသူကအတ္တမခံချင်းသူကတက်ရပါမယ်အတောက်ပဆောင်ကောင်းကင်လင်းရောက်ရဲ့အတွင်းပိုင်းနဲ့နဲ့မှာအပြင်내ပဲကြီးညက်သူနှစ်ယောက်ကစိုးရင်တကြီးနဲ့ထွက်ပြေးနေကြပါတယ်သူတို့ကရန်ုံတူပါတယ်သူတို့ကအမွာကြီးညက်သူတွေဖြစ်ပြီးကြီးညက်ချင်းကဘာမှာရှာရှာပါပါတွေ့ရတဲ့အရာတခုပါထိုနှစ်ယောက်ကရှေးအောင်ကျစ်စုစနစ်မှာနမည်နည်းနည်းရှိပါတယ်သူတို့နှစ်ယောက်ကအမြဲတမ်းတစ်ချိန်ထဲမှာတိုက်ခိုက်ပြီးတယောက်ကိုတယောက်ရန်ုံကောင်းကောင်းနားလေကြပါတယ်သူတို့ကဒုတိယကောင်းကင်ဘေးဒုက္ခအဆင့်မှာရှိနေပေမဲ့တတိယကောင်းကင်ဘေးဒုက္ခကြီးညက်သူတွေကတော့သူတို့နဲ့ရင်ဆိုင်ပြီးရှုံးနေပြီးတော့ က္ခသွားပါလိမ့်မယ်ထိုညီကိုနှစ်ယောက်ကရန်အောင်ရဆက်ကြပြီးအတွင်းနဲ့ပဲကိုဝင်ရောက်ပြီးတဲ့နောက်မှာအတွင်းနဲ့ပဲကချင်းညံ့သူအများကြီးကိုတက်ဖြတ်ခဲ့ပါတယ်ထိုညီကိုနှစ်ယောက်မှာဝါသနာတစ်ခုပါရှိပါတယ်သူတို့ကသူတို့ထဲချင်းညံ့မှုအစဉ်နှိမ့်တဲ့သူတွေကိုနှိမ့်ဆက်ပြီးတော့တက်ဖြတ်ရတာကိုကြိုက်နေတတ်ပါတယ်ဒိုးဝရင်ထိုအချိန်မှာတော့ထိုညီကိုနှစ်ယောက်ကအိမ်ချိန်မဲ့ခွေးလိုထွက်ပြေးနေကြပါတယ်သူတို့ကအဝေးရနေသူတို့ကိုပြစ်မှတ်ထားတာတွေကြောင်းမဖွေရအချိန်မှာကိုခန်းစားနေရပါတယ်သူတို့ကဘလို့ပဲပုံဖို့ကြိုးစားကြိုးစားထိုဖိအားကနေလွတ်မြောက်နိုင်ခြင်းမရှိပါဘူးထိုဖိအားတဖြည်းဖြည်းနဲ့သူတို့ရဲ့ခေါင်းပေါ်မှာချိတ်ဆွဲထားတဲ့ တဲ့တင်မင်းဓာတ်စင်းလို့ဖြစ်လာပြီးဘယ်အချိန်မဆိုကြောက်လာပြီးသူတို့ရဲ့အတက်ကိုယူသွားနိုင်ပါတယ်ထိုဖိအားအောင်မှာသူတို့နှစ်ယောက်ကယူမတက်ဖြစ်သွားပါတယ်သူတို့ရဲ့မျိုးလုံးတွေကတွင်းအောင်လွမ်းနေပြီးအယူမှုနဲ့ထပြေးနေကြပါတယ်ဒိုးရရင်သူတို့ရဲ့အစွမ်းကုန်ထပြေးဖို့စတင်လိုက်တာနဲ့တေချင်းကိုကိုစားပြုတဲ့အဖျော်ပုံကြီးကသူတို့နောက်မှာပေါ်လာပါတယ်ထိုပုံကြီးကသူတို့စီကိုဖြည်းဖြည်းချင်းရှောက်လန်းလာပါတယ်သူ့ရဲ့ခြေလန်းကမမြန်ပေမဲ့အမှန်တကယ်တော့သူကလက်စည်းထမ်းတော်ပုံမြင်နေပါတယ် ခြေတလန်းတဲ့သူကလူတယောက်ရဲ့ဘေးကိုရောက်သွားပါတယ်ထိုပုံအေးကဝင်လင်းဖြစ်ပြီးသူ့ရဲ့မျက်လုံးတွေကတက်ဖြတ်လူစိမ့်နဲ့ပြင်းထန်နေပါတယ်သူကညာလက်ကိုမြောက်ပြီးမျောလင်းချဲမဲနေတဲ့လူတယောက်စီကိုဝင်ရဲလိုက်ပါတယ်အကိုကြီး အခြားတယောက်ကနာချင်စောနဲ့ဟိန်လိုက်ပါတယ်သူကတကယ်ပဲထွက်ပြေးတော့ဆွလွပြီးဝင်လင်းစီကိုတိုးဝင်သွားပါတယ်ထိုညီကိုနှစ်ယောက်ကသူတို့ကလေးဘွားတို့ကမိဘတွေကိုဆုံရှုံခဲ့ပြီးဝင်ပလီတွေကသူတို့ကိုမွေးမြူခဲတာပါသူတို့ကအမြဲတမ်းအတူတူပဲစဉ်းစားကြပြီးတယောက်နဲ့တယောက်ဘယ်တော့မှမခွဲခွာကြပါဘူးနောက်ပိုင်းမှာသူတို့ ဝင်ပလီချင်းရဲ့သူမိသားစုတစ်ခုကမွေးစားခဲ့ပြီးသူတို့ရဲ့အမတ်သားတွေကိုချင်းမြင့်ချင်းကိုခံခဲ့ရပါတယ်အတိတ်တုန်းကသူတို့ကပဲအခြားလူတွေကိုရက်ဆက်စွာနဲ့နှိပ်စက်ပြီးတော့တပြက်နိုင်ခဲတာပါဒိုးရရင်ထုံနေမှာတော့သူတို့ကဝင်လင်းရဲ့တားကောင်ဖြစ်လာခဲ့ပါတယ် ိန်းဟောက်တန်တွေကပဲ့တင်ထက်သွားရနဲ့ခေါင်းတလုံးကပြန်ထွက်သွားပြီးတွေးတွေကအရာအလုံးကိုပဖျင်းသွားပါလေတွေးတွေကပဖျင်းပြီးတဲ့နောက်နောက်ခေါင်းတလုံးကလေထဲမှာပြန်တက်သွားပါလေမင်းတို့ညီကိုနှစ်ယောက်ရဲ့အချစ်ကလေးစားစရာပဲဒါပေမဲ့မင်းတို့ကငါအတွင်းနဲ့ဘယ်ရောကြီးညံ့သူတွေကိုတတ်ခဲ့တော့မင်းတို့ကတရားလိမ့်မယ် ဝလင်းကရှေ့ကိုလျှောက်သွားပြီးသူ့နောက်ကခေါင်းရပုံများစွာထဲမှာပြင်းထန်တဲ့ခေါင်းနှလုံးကထပ်တိုးသွားပါလေ။ဝလင်းကအတောက်ပဆုံးကောင်းကင်အလင်းရောက်နေပေကိုဖျက်တမ်းသွားပါလေ။သူကပြီးဆုံးသွားတဲ့အခါမှာကြံရှိနေတဲ့အပြင်နယ်ပယ်ချင်းညံ့သူတယောက်ကမှအသက်ရှင်ကျန်ရင်ချင်းမရှိတော့ပါဘူး။သူသွားတဲ့နေရာတွေကသွေးဆုံနေပါလေ။သူဖျက်သွားတဲ့နေရာတိုင်းမှာတစ်ဖက်ချင်းကိုဆိုလိုပါလေ။သူ့နောက်မှာခေါင်းရပုံများစွာရဲ့မူလဝဉ္ဇဉ်တွေကတစိမ့်ခက်ခန်းလာပါလေ။သူတို့ကငရေထဲကိုနှိမ့်မြုပ်သွားပြီးလွတ်မြောက်နိုင်ခြင်းမရှိသလိုပါပဲ။သူတို့ကဝလင်းနောက်ကိုပဲလိုက်သွားနိုင်ပါလေ။ အတောက်ပဆုံးကောင်းကင်လင်းရောင်ကနေရှောက်ထွက်ပြီးစင်းခွန်မီရဲ့အစွန်းကိုဝင်းရောက်လာပြီးတဲ့နောက်မှာဝလင်းကဖိဖိချင်းပြောလိုက်ပါတယ်အယံကိုတိတ်ဆိတ်လုံးနေတယ်ဝလင်းကစကားပြောလိုက်တဲ့ခိုက်တက်မှာပဲသူ့နောက်ကမိန်ဖြောတဲ့အကြည့်တွေနဲ့ခေါင်းရပုံများစွာရုတ်တရက်တောက်ပလာပါတယ်တစ်ချိန်တည်းမှာပဲနာကျင်စွာနဲ့အဟိတန်နေရာစတင်ပဲတင်ထလာပါတယ်ထိုနာကျင်စွာနဲ့အဟိတန်နေရာပြောမပြနိုင်တဲ့နာကျင်မှုကိုဖော်ပြနေပါတယ်အဟိတန်နေရာစိတ်ကြောက်တတ်သူတွေရဲ့တတိကိုကြက်ပြောက်ငှက်ပြောက်ဖြစ်သွားစေပါလိမ့်မယ် တတိရှိတဲ့သူတွေနောက်တုံးလို့ပြီးမျက်နှာဖျော့ဖျော့သွားပါလိမ့်မယ်ဘလို့နာကျင်မှုမျိုးကဒီလောက်နာကျင်စရာကောင်းတဲ့အိုဟိတန်တွေကိုဖြစ်စေနိုင်မလဲဆိုတော့စိတ်ကူးရင်ကြီးပေါ်မှာမဖြစ်နိုင်ပါဘူးခေါင်းရပုံများစွာအိုဟိနေရင်သူတို့ရဲ့မျက်စိနားနှာခေါင်းပါးစပ်တွေကနေတွေးမဲတွေကစီးကြလာပါတယ်တွေးမဲတွေကစီးကြလာတဲ့အတူအားကောင်းတဲ့တွေးနံပြန်နှံထွက်လာပါတယ်ထူခေါင်းတွေထဲမှာသူတို့ရဲ့ပိုင်ရှင်တွေရဲ့မူလဝိညာဉ်နဲ့ဝိညာဉ်တွေကိုဒစိခတ်ခံတာပါတယ် သူတို့ရဲ့ခန္ဓာတွေကတည်ဆုံးသွားပြီမယ်သူတို့ရဲ့ခေါင်းတွေကတော့မတည်သေးပါဘူးသူတို့ကကံကြမ္မာတည်ချင်းရှင်ချင်းနဲ့စစ်မှန်ချင်းနဲ့မှားယွင်းချင်းတို့နဲ့ဖွဲ့စည်းထားတဲ့ပြန်လည်ဝင်စားခြင်းတန်တရားတစ်ခုထဲမှာခံစားနေရပါတယ် သူတို့ရဲ့ခေါင်းနေထဲမှာဝယ်လင်းရဲ့နန်အနှစ်သာရ၃မျိုးကပါဝင်နေပါတယ်။ထိုအနှစ်သာရတွေနဲ့ဆိုရင်သူတို့ကအစစ်မှန်လေးဖြစ်တယ်လို့အတုလည်းဖြစ်နိုင်တဲ့အိမ်မက်တစ်ခုထဲကိုရောက်နေတယ်လို့ပါပဲ။အဲ့ဒီထဲမှာသူတို့ကနာကျင်စရာကောင်းတဲ့တည်ဆုံမှုများစွာကိုခံစားနေရပါတယ်။ဝယ်လင်းကသူတို့ကိုအဆုံးမဲ့နာကျင်မှုကိုခံစားရအောင်သူ့ရဲ့နန်အနှစ်သာရတွေနဲ့သူတို့ကိုတစိမ့်ခတ်ထားခဲ့တာပါ။ထိုရာဝယ်လင်းကသူတို့ကိုညှဉ်းပန်းနှိပ်စက်ခြင်းလို့မဟုတ်ပါဘူး။ထိုရာသူ့ရဲ့တစ်ဖက်ချင်းရဲ့ပထမခြေလှမ်းပါ။ထိုအစားပြုမှုမှာ ပိတ်ပင်တားဆီးမှုအစီရင်တစ်ခုကပောင်းရင်ပါတယ်သူကနန်အနှစ်သာရာ၃မျိုးမှာညံလင်းရပြီးတဲ့နောက်နားလေဒိုးပေါက်ခဲ့တဲ့ပိတ်ပင်တားဆီးမှုပါသူကအရင်အားထားကိုဘယ်တော့မှမတုံးခဲ့ဘူးပါဘူးထိုရာပထမဆုံးအချိန်မှာထိုပိတ်ပင်တားဆီးမှုကတော့အနှစ်သာရာတားမြင့်ချက်အနှစ်သာရာပါထိုနမယအရန်ကိုရိုးရှင်းပါတယ်ထိုရာတည်ခြင်းရှင်ခြင်းစစ်မှန်ခြင်းနဲ့မှားယွင်းခြင်းကံကြမ္မာပိတ်ပင်တားဆီးမှုအစီရင်လို့ခေါ်ပါတယ် ထုံမြင်ကွင်းကအလုံးမေုံမှခြေခွဲစရာကောင်းပါလေ။ကျောင်းမဖွေရကောင်းတဲ့မုန်တီမူကသာဒစုံတယောက်ကိုဒီလိုလှုပ်ဆင်နိုင်ပါလေ။ဝန်လင်းကအပြင်းနယ်ပယ်ကိုမုန်းဝင်မယ်။သူ့ရဲ့မုန်တီမူကဒီလောက်ထိမပြင်းထန်ပါဘူး။ဒိုးရရင်ကဘာကြီးကဂူတစ်ခုမြတ်တာဖြစ်တဲ့ဆိုတဲ့အမှန်တရားကိုတီးပြီးရဲ့နောက်မှာ သူ့ရဲ့စိတ်ထဲမှာပြင်းထန်တဲ့နာကျင်မှုကတောင်းလောင်နေခဲ့ပါတယ်ထိုနာကျင်မှုကသူ့ရဲ့တက်ဖြတ်ခြင်းရဲ့အရင်းမြစ်ပါထိုနာကျင်မှုကကောင်းကင်နဲ့ကံကြမ္မာကိုထိန်းချုပ်ထားတဲ့ကောင်းကင်ဧကရေပေါ်သူ့ရဲ့မုန်တိမှုပါအပြင်းနယ်ပယ်ရချင်းညံ့သူတွေကထိုအချိန်မှာကျူးကျော်လာတာနဲ့တိုက်ဆိုင်နေလို့သူတို့ကသူ့ရဲ့ဒေါသကိုခံစားရပါတော့မယ်ဒီတိုက်ပွဲမှာလူတွေအများကြီးရောက်တေဆုံးခဲ့ပြီးပြီဒါကြောင့်ငါဝန်လင်းရပို့ပြီးတော့တက်ရမယ်ဆိုရင်လည်းဂျူးမဆိုင်ဘူးမင်းတို့အားလုံးကရည်ရွယ်ချက်တစ်ခုအတွက်တတ်ချင်ကြတော့ငါဝန်လင်းရမင်းတို့ကူညီပေးမယ် မင်းတို့အားလုံးကဘောရှာနေလဲဆိုတာငါကြည့်ကျင်တယ်အတွင်းနဲ့ပဲရအများကြီးကိုဆုံးရှုံးခဲ့ပြီးပြီအခုအပြစ်နဲ့ပဲ မင်းတို့အလှဲ့ပဲအစုံမဲ့နာချင်းစွာနဲ့အဟိတန်နေရဝန်လင်းရဲ့နားထဲမှာပဲ့တင်ထန်းနေပါလေသူရဲ့မျက်နှာအမူအရာတည်ငြိမ်နေပြီးသူကစင်ခော့မျက်စိကိုခြေလှမ်းလိုက်ပါလေစင်ခော့မျက်ကအပြင်နယ်ပဲလက်ထဲကိုနှစ်ကြိမ်ကြောက်ရုပ်ခဲ့ပြီးပါပြီအပြင်နယ်ပဲကကြီးညံ့သူအများပြားထိုးနေရမှာတက်ဆွဲထားကြပါလေထိုးနေရကြီးညံ့သူတွေကအလုံးမယုံမရက်ဆက်ကြံကြုတ်ကြပါလေသူတို့ကတဟန်စာရအမြောက်များကိုလူယူပြီးအမျိုးသမီးကြီးညံ့သူအများပြားကိုသူတို့ရဲ့ကြီးညံ့ခြင်းမိဖို့တွေအဖြစ်ယူဆောင်သွားခဲ့ကြပါလေမေးမတွနိုင်တဲ့ကြီးညံ့သူတွေရဲ့သွေးတွေဟာထိုးကျဲစုစနစ်တစ်ခွင်မှာပြောင်းကျဲနေပါလေ ဝင်လင်းကစင်ခွက်မြေထဲကိုဝင်လိုက်တာနဲ့တိတ်သေးတဲ့သွေးအနံကသူ့ရဲ့နှာခေါင်းလေးကိုပြင်းနှက်လာပါတယ်။သူ့ရဲ့မျက်လုံးထဲကတက်ဖြတ်လို့စိတ်ကပိုပြီးတော့ပြင်းထန်လာပါတယ်။ထိုစက်ထမမြောက်အနှစ်သာရတက်ဖြတ်ခြင်းအနှစ်သာရသူ့ရဲ့ခန္ဓာကနေပောက်ကွဲထွက်လာပါတယ်။မရေမတွန်းနိုင်တဲ့အစင်မှန်တဲ့ပုံရင်းရောင်တွေကနှင်းပွေးနီတွေကဝင်လင်းရဲ့ပလက်မှာပေါ်လာပါတယ်။ ထိုနှင်းပွင့်နေရပဝင်းချင်းကိုဝင်းရထားပြီးဝလင်းကရှေ့ကိုယူလျားသွားအနေနဲ့တဖြည်းဖြည်းမိတန်နေရပဲ့တင်ထလာပါတယ်သူနောက်ကလီဟာနေရအိတ်ခဲသွားပြီးအနီးရောက်အလင်းတစ်ခုကိုထွက်လွတ်လာပါတယ်ပြီးတော့ကြောင်မောက်ဖွေရကောင်းတဲ့အေးအေးဓာတ်ကစတင်ပြန့်နှံ့လာပါတယ်ဝလင်းရဲ့မျက်လုံးတွေကအနေငယ်နီးရန်နေပါတယ်သူ့ရဲ့နှဖျားအယုံကပြန့်နှံ့ထွက်သွားပြီးစင်းခေါ်မြစ်တစ်ခုလုံးကိုဝင်းရလိုက်ပါတယ်သူ့ရဲ့နှဖျားအယုံကစင်းခေါ်မြစ်အလုံးကိုဖုံးလွှမ်းသွားတာနဲ့ တတိယအဆင့်ချင်းချင်းသူတယောက်ရဲ့တုံလုံး၆ချားဖွဲ့ရအချိန်ဝါတစ်ခုကစင်းခွန်မီရဲ့အတွင်းပိုင်းနဲ့နဲ့ကနေထွက်လာပါလေထိုအချိန်ဝါကတုံလုံးစီရခန်းစားချက်ကိုပေးပါလေထိုရာဝင်လင်းရဲ့နှဖျားအယုံကြောင့်အငိုက်မိသွားပုံရပါလေ အိမ်မက်တောက်ကိုမတိုင်ခင်သာဆိုရင်တော့ဝင်လင်းကမျက်မှောက်ကျုံးမိနိုင်ပေမဲ့အခုတော့သူကအဲ့လူရဲ့လမ်းအောင်တော်ကြီးဖို့အတွက်စိတ်ဝင်စားတော့ပါဘူးထိုးရှိန်ဝါစိတ်ဝိညာဉ်လေးဟာနဲ့နှောက်ပိုင်းအဆင့်ကျဉ်ကျဉ်သူတယောက်ပိုင်ဆိုင်တာဖြစ်ပေမဲ့ဝင်လင်းကစမ်းချက်လေးဟာနဲ့ကျဉ်ကျဉ်သူတွေအောင်တော်တည့်ရဲမှာတော့သူကစိတ်ဝိညာဉ်လေးဟာနဲ့ကျဉ်ကျဉ်သူတယောက်ကိုအလေးနက်ထားစရာတော့မလိုအပ်ပါဘူးခြေတလန်းရှိကိုတူလိုက်တာနဲ့ဝင်လင်းကတတိယအဆင့်ကျဉ်ကျဉ်သူရဲ့အရှိန်ဝါကိုလစ်လို့ရှုပြီးဂျိုးတစ်ခုရဲ့အပြင်ကိုရောက်လာပါတယ်ထိုးဂျိုးမှာအပြင်နယ်ပဲကျဉ်ကျဉ်သူထောင်ပေါင်းများစွာပေါင်ဝင်နေပါတယ်ထိုးကျဉ်ကျဉ်သူတွေကအများစုကမျိုးလုံးမိတ်ပြီးတော့ကျဉ်ကျဉ်နေ ြပါတယ်သူတို့တွေကအချို့ကပျော်ပါနေကြပါတယ်ဒါမှမဟုတ်ကြီးညံ့ချင်းမိဖို့တွေပေါ်မှာအတင်းအကျပ်ပြုကျင့်နေကြပါတယ်အချို့ကတမန်လူတွေကိုတက်ဖြန့်ရင်ရိုင်းစိမ်းစော်နေရင်မုန်းနေကြပြီအချို့ကတော့ဖန်ဆီးခံရမိတဲ့အတွင်းနဲ့ပေရာကြီးညံ့သူတွေရဲ့ကြီးညံ့မှုကိုဝါမျိုးနေကြပါတယ်ဝလင်းကထိုးရအလုံးကိုသူ့ရဲ့နှစ်ဖျားအယုံကပြန့်နှံ့သွားရင်ရှင်းရှင်းလင်းလင်းကိုမြင်လိုက်ရပါတယ်သူ့ရဲ့မျက်လုံးတွေကတောက်ပနေပြီသူ့ရဲ့မျက်လုံးထက်ကအနီရောက်အလင်းကရောနှောသွားတဲ့အခါအလုံးမင်းကိုကြောက်မောက်ဖွေရာကောင်းနေပါတယ် တူနောက်ကခေါင်းရပုံများစွာနဲ့အတူဝက်လင်းကမာယနာနိုင်ငံအနေနဲ့တန်တမမတ်ရှောင်းလန်းထွက်လာတဲ့နဆိုးတစ်ခုလိုပါပဲ။ ဒီလူတွေအားလုံးကတည်တဲ့နေဝလင်းကသူ့ရဲ့လက်ကိုဝင်ရင်ပြီးသူ့ရဲ့ညာဘက်လက်ကသူ့ရဲ့လက်ကနေထွက်လာပါတယ်အဲ့ဒီစန်တန်းထားတဲ့လက်ကသူ့ရဲ့လက်ဖွားတစ်ခုဖြစ်ဖွဲ့စည်းပြီးဂျိုးပေါ်ကိုဖိချလိုက်ပါတယ်ဒီလိုလှုပ်လိုက်တာနဲ့ဂျိုးကနေတုံလုံးချောက်ချားဖွဲ့ရာတုံခါတန်တွေကထွက်ပေါ်လာပါတယ်ဖုံမိုးအမြောက်အများလီထဲကိုပြန်တက်သွားပြီးဂျိုးတစ်ခုလုံးကိုဖုံမိုးတွေနဲ့ဖုံးလွှမ်းသွားစေပါတယ်တစ်ချိန်တည်းမှာပဲတုံလုံးချောက်ချားဖွဲ့ရာအော်တန်တစ်ခုကဂျိုးတွေကနေထွက်လာပါတယ်ကျဉ်ကျပ်နေကြတဲ့အပြင်တွေပဲကျဉ်ကျပ်သူအများပြားမျိုးလုံးကိုဖိနှိပ်ကြပါတယ်သူတို့ကကြောက်နေကြဖြစ်နေကြပြီးဘာဖြစ်နေလဲဆိုတာကိုကြည့်ဖို့အတွက်အားလုံးကပြန် ွက်လာကြပါတယ်သူတို့ကကောင်းကင်မှာပေါ်လာတဲ့ခိုက်တန်းမှာကောင်းကင်နဲ့ဆက်သွယ်နေတဲ့မရင်မတော်နိုင်တဲ့ပြင်းထန်တဲ့ဖုံမှုမှုတိုင်းကိုမြင်လိုက်ကြရပါတယ်ထိုအရာသူတို့ရဲ့အမြင်အယုံကိုဝေဝါးသွားစေပြီးကဘာပြက်ကင်စိုက်နေသလိုဖြစ်စေပါတယ်သူတို့အားလုံးကိုတုံလို့စေတဲ့ဖိအားတစ်ခုကသူတို့ကိုဖုံးလန်းသွားပြီးဖိနှိမ်အားဖြစ်ပေါ်လာပါတယ်ထိုဖိနှိမ်အားအောက်မှာအပြင်းနယ်ပရချင်းချင်းသူတဝဲကျော်ဟာတွင်းရထွက်သွားကြပါတယ်သူတို့ရဲ့မျက်လုံးတွေဟာကြောင်ရွံ့မှုနဲ့ပြင်းထန်နေပါတယ်ဒါဘလို့ဆွားမျိုးလဲဘသူလဲဒါဘသူလဲအတွင်းနဲ့ပရတတိယအဆင့်ချင်းချင်းသူကရောက်လာတာလား ဒါပေမဲ့သူတို့ရဲ့တတိယအဆင့်ကျဉ်းညံ့သူအလုံးကကောင်းကင်တစ်ခွင်မှာရှိနေကြလीဘသူကအလွာလိုက်ပေးပင်တာစီမှုကိုဖျက်ပြီးတော့ဒီကိုရောက်လာနိုင်ပါလေ သူတို့ရဲ့ကျင့်ကြံချင်မိဖို့တွေနဲ့ကျင့်ကြံနေတဲ့ဒါမှမဟုတ်အတွင်းနဲ့ပဲရကျင့်ကြံသူတွေနဲ့တမန်လူတွေကိုနှိမ့်ဆက်နေကြတဲ့အပြင်နယ်ပဲကျင့်ကြံသူအများအပြားထိုးအဖြစ်ဖြစ်ကြောက်တုံလို့သွားကြပါလေသူတို့ကချွေးစည်းနဲ့ဖုံးလန့်နေပြီးကောင်းကင်းကိုပြန်တက်သွားကြပါလေသူတို့ကကောင်းကင်းကိုရောက်သွားရနဲ့တောင်မဖွဲရမြင်ကွင်းကိုမြင်လိုက်ရပါလေသူတို့ကကောင်းကင်းမှာပေါ်လာတဲ့အီယာမလက်ဖွားကိုမြင်လိုက်ရပါလေထိုလက်ဖွားကကောင်းကင်းတစ်ခုလုံးနီးပါးကိုဖုံးလွှမ်းထားပြီးကောင်းကင်းကိုညာချင်းလိုမှမိုက်သွားစေပါလေ အလင်းရောက်အားလုံးကိုလက်ဖွာပိတ်ဆို့ထားလို့မြေကြီးကအမောင်တူတဲကိုကြောက်သွားပါတယ်ထိုလက်ဖွာမှာအမိတ်တုံမိတ်တုံဖြစ်နေတဲ့အမတ်သားတစ်ခုကလည်းရှိနေပါတယ်ထိုအမတ်သားတခါတရံရှင်းလင်းပြီးတခါတရံဝေဝါးနေပါတယ်ထိုရောင်စိုက်ကြည့်ရင်စိတ်ကရှုပ်ထွေးသွားပါလိမ့်မယ်ထိုအမတ်သားတကားတစ်ချက်ပါထိုရာမေးမတွနိုင်တဲ့အယိုးဖြူတွေနဲ့ဖွဲ့စည်းထားတဲ့လေဟာနဲ့အယိုးတစ်တောင်းတကားပါထိုတကားကဖြက်စီးခံလိုက်ရပြီးတဲ့နောက်ထိုရာဝန်လင်းရဲ့လက်ဖွာပုံမှာရိုက်နှက်ခံလိုက်ရပါတယ်ဂျိုဘွားချင်းညံသူထောင်ပေါင်းများစွာတကားကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာလက်ဖွာပေါ်ကလက်ချောင်းနေရာလက်တီတလုံးဖြစ်ဖွဲ့စည်းတော့ မလို့ဖြစ်ဖြစ်ချင်းပိတ်သွားပါလိမ့်။ကြီးညံ့သူထောက်ပေါင်းများစွာတုံခါမှုကိုခံစားလိုက်ရပြီးအချိန်ဝါအမြင့်တန်းနေရာသူတို့ရဲ့ခန္ဓာကနေထုတ်ယူခံလိုက်ရပြီးကောင်းကင်ဘော်ကိုဆွဲခေါက်သွားသလိုပါပဲ။ကံကြမ္မာတစိုက်ကိုတတိယအဆင့်ကြီးညံ့သူတယောက်ပေါ်ကိုတုံးတဲ့အခါမှာ ထိုးရသူတို့ရဲ့အနှစ်သာရကိုထုတ်ယူပြီးသူတို့ရဲ့အသက်ကိုတော့မထိခိုက်စေနိုင်ပါဘူး။ဒါဝရင်သူတို့ကတတိယအဆင့်ကိုမရောက်သေးဘူးဆိုရင်တော့ကံကြမ္မာတစိုက်ကသူတို့ရဲ့ဝိညာဉ်မူလဝိညာဉ်အသက်ဆွမ်းရင်းနဲ့သူတို့ရဲ့ခန္ဓာကနေအမျိုးမျိုးသောနံပိုင်းဆိုင်ရာအားလုံးကိုထုတ်ယူသွားပါလိမ့်မယ်။ကံကြမ္မာတစိုက်ကအလွန်မှတမောက်ဖရာကောင်းလွန်ပါလေ။ထိုးရပေါ်လာတဲ့အခိုက်အတန့်မှာကောင်းကင်ကအရောင်ပြောင်းသွားပြီးတိန်နီရပြန်ကျဲသွားပါလိမ့်မယ်။အခုတော့ဝယ်လင်းရဲ့တိုက်ခိုက်မှုကဒေါသနဲ့တပြက်လူစိတ်ပြင်းထန်နေပြီးထိုးရပို့ပြီးတော့တုံလုံးချောက်ချားဖရာဖြစ်စီပါလေ။လဖွာစိတ်ရှုပ်ထွေးနေတယ်။ကျဉ်းကျဉ်းသူထောင်ပေါင်းများ ်စွာရှိမှလက်တီတစ်လုံးကိုဖွဲ့စည်းသွားပါတယ်လက်တီကမကြောက်ပဲနောက်ကိုပြန်ဆွဲလိုက်ပါတယ်ထိုအရာနောက်ပြန်ဆွဲလိုက်တာနဲ့ကျဉ့်ညံ့သူထောင်ပေါင်းများစွာရဲ့နာကျင်စွာနဲ့အော်ဟစ်တန်တွေကတစ်ချိန်တည်းမှာပဲ့တင်ထက်သွားပါတယ်ထိုနာကျင်စွာနဲ့အော်ဟစ်တန်တွေကအားကောင်းတဲ့တုန်ခါမှုလိုင်းကိုဖွဲ့စည်းသွားတဲ့အထိပါပဲကျဉ့်ညံ့ချင်းဂျိုးတစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်ကောင်းကင်ပေါ်ကကျဉ့်ညံ့သူထောင်ပေါင်းများစွာရဲ့ခန္ဓာတွေကပြုတ်ကွဲသွားပါတယ်သူတို့ရဲ့ခေါင်းတွေကသူတို့ရဲ့ခန္ဓာကနေကွဲထွက်ပြီးကောင်းကင်ကိုပြန်တက်သွားကြပါတယ်ခေါင်းတွေကအလင်းတန်းတွေအဖြစ်ဝင်လင်းစီကိုပြန်တန်းသွားပြီးသူ့နောက်ကိုလိုက်ပါသွားကြပါတယ်ကျဉ့်ညံ့ချင်းဂျိုးရဲ့အပြင်ဘက်မှာဝင်လင်းရ ဲ့ညာလက်ကလက်တီတလုံးကိုဖွဲ့စည်းထားပါတယ်အစုံမဲ့အသက်ဆိုရင်မူလာဝိညာဉ်နေနဲ့ဝိညာဉ်နေရာသူ့ရဲ့လက်ထဲမှာစူးစိနေပါတယ်သူ့ရဲ့လက်ကိုဝင်ရလိုက်တာနဲ့မူလာဝိညာဉ်ထောက်ပေါင်းများစွာသူ့ရဲ့ခေါင်းစီကိုပြန်ရောက်သွားပါတယ်အဲ့ဒီနေရာမှာသူတို့ကိုတေချင်းရှင်ချင်းကံကြမာနဲ့စစ်မှန်ချင်းနဲ့မှားယွင်းချင်းတို့နဲ့တစိုက်ခတ်ထားလိုက်ပါတယ်နာကျင်စွာနဲ့အော်ဟစ်တန်နေရာတစ်ခါပြန်ပဲ့တင်ထလာပါတယ်ထိုနာကျင်စွာနဲ့အော်ဟစ်တန်နေရာခေါင်းထောက်ပေါင်းများစွာစီကနေဖြစ်ပြီးအတန်နေရာကျေသေးချာမှာပဲ့တင်ထနေပါတယ်ထုံကနန်းတသက်ပဲ မလုံလောက်သေးဘူး။ဝလင်းကနောက်လဲ့ပြီးသူ့ရဲ့နှဖျားအယုံထဲမှာသူမြင်ခဲ့ရတဲ့အခြားကျိုးစီကိုရှောက်သွားပါလေ။စင်းခော့မီရဲ့အတွင်ပိုင်းနဲ့နဲ့မှာထိုကျဲဆုစနစ်မှာတက်ဆွဲထားတဲ့တတိယအဆင့်ချင်းညံ့သူရဲ့နှဖျားအယုံကထွက်ပေါ်လာပါလေ။ထိုရာရိတ်တစ်ခုဖြစ်ဆူဆီးသွားပြီးသူ့ရဲ့ခန္ဓာကသူရှိနေတဲ့နေရာကနေပြန်ထွက်သွားပါလေ။သူကဝလင်းကိုပြစ်မှတ်ထားပြီးအဝေးတစ်နေရာကနေပြန်တန်းလာပါလေ။ဝလင်းကထိုလူကိုလာစေချင်ပါလေ။ထိုကြောင့်သူကသူ့ကိုပြစ်မှတ်ထားခွင့်ပြုခဲ့တာပါ။မဟုတ်ရင်ထိုလူကဝလင်းကိုရှောက်ထွေးဖို့အတွက်ရည်ချင်းမရှိပါဘူး။တယောက်လာရင်တယောက်တက်မယ်။ 斗龙来，斗龙大咩？ ဝမ်လင်းရဲ့မျက်လုံးတွေကမှောင်မိုက်သွားပြီးသူ့ရဲ့အကြည့်ထဲကတက်ဖြက်လို့စိတ်ကပိုပြီးတော့ပြင်းထန်လာပါတယ်သူကအလုံးလုံးမတက်အသေးပါဘူးသူကရှစ်ဆက်သွားနေရင်သူ့ရဲ့ရှေ့မှာနောက်ထပ်ဂျိုတစ်ခုကပေါ်လာပါတယ်ဂျိုကအပျက်စီးနေပြင်းနေပြီးထိုနေရာမှာတေချင်းအငွေ့တက်ကအလုံးမယုံအားကောင်းပါတယ်ထိုနေရာတစ်ချိန်ကတက်ရှိနဲ့ပြင်းနေခဲ့ပေမဲ့အခုတော့တေချင်းတရားနဲ့ပြင်းနေရဆိုတာထင်ရှားပါတယ်ရှေးဟောင်းကျစ်စုစနစ်မှာမိုင်နာနိုင်ငံမျိုးနွယ်စုလို့ခေါ်တဲ့မျိုးနွယ်တစ်ခုပါရှိပါတယ်ထိုမျိုးနွယ်စုကအဖွဲ့ဝင်တွေကတေချင်းအငွေ့တက်ကိုဆွေးယူပြီးတော့ကြီးညံ့ကြပါတယ်သူတို့စုဝေးနေရတဲ့နေရာမှာမကြာခဏဆိုသလိုတေချင်း င်းအငွေ့တက်ကပြင်းထန်နေတတ်ပါလေထိုးချိုးသူတို့ရဲ့အောင်မြင်မှုအချို့ကိုရရှိပြီးရတော့ဧကရစ်ပိုင်ကောင်စီကသူတို့ကိုလက်ဆောင်ပေးခဲ့တာပါမိုင်ယနာနိုင်ငံမျိုးနွယ်စုကရှေးအောင်ကျဲစုစနစ်ထဲကမျိုးနွယ်ငယ်လေးတခုပါသူတို့မျိုးနွယ်ဝင်အများစုကထိုးနေရာမှာစုဝေးပြီးထိုးရောက်သူတို့ရဲ့နေအသည့်ဖြစ်ပြုလုပ်ခဲ့ကြပါလေမိကုန်းရောက်ဘူပေါင်းတွေကမီးမတနိုင်အောင်လွင်မျောနေပါလေထိုးဘူပေါင်းတွေထဲမှာအတွင်းနဲ့ပဲကဖန်စီခံထားတဲ့သူတွေကပေါဝင်ပြီးသူတို့ထဲကအများစုကအမျိုးသမီးတွေပါသူတို့ထဲကတယောက်ကတော့ကျူစီဟုံးပါ သူမရဲ့မျက်လုံးကြီးကမှိတ်ထားပြီးဒရီလင်းနေပေမဲ့သူမရဲ့ဝိစာကတော့မပြတ်စီပဲရှိနေတော့မှထိုးချိန်မှာဂျိုဝါနီမိုးချင်းတန်လို့တုံခါတန်တွေကထွက်လာပြီးအီယာမအကွဲကြောင်းတစ်ခုကပေါ်လာပါတယ်ဆွေယူအားတစ်ခုကပေါ်လာပြီးဘူပေါင်း300လောက်ကိုအထဲကိုဆွဲတင်သွားပါတယ်ဂျိုစီဟောင်းကလည်းသူတို့ထဲမှာပါဝင်နေပါတယ် တိတ်သေးတဲ့တည်ခြင်းအငွက်သက်ချာကနေအကွဲကြောင်းရဲ့အတွင်းပိုင်းနဲ့နဲ့မှာနေထိုင်တဲ့ခေါင်းတုံးတဲ့လူတယောက်ကိုမြင်နိုင်ပါတယ်။အဲ့လူဟာခင်ရောက်ဝင်းကိုဝှထားပြီးတခါတည်းမှာနာကျင်နေတဲ့ဝိညာဉ်တွေရဲ့မျက်နှာတွေကသူ့ရဲ့ခေါင်းတုံးကနေထိုးထွက်လာပြီးအတန်တိတ်အဟိတန်တွေကိုထွက်လွနေတာကိုမြင်နိုင်ပါတယ်။သူကလက်ကိုဝင်းရင်လိုက်တာနဲ့ဘူပေါင်း၃ယောက်ကသူ့စီကိုပြေးဝင်လာပါတယ်။ခေါင်းတုံးတဲ့လူကရုတ်တရက်မျက်လုံးဖွင့်ပြီးထူးဆန်းတဲ့အလေးရောင်ကိုဖော်ပြလိုက်ပါတယ်။သူကအတွင်းနဲ့ပဲချင်းညက်သူ၃000ကိုသူ့ရဲ့အကြည့်ထဲကရက်ဆက်မှုနဲ့စိုက်ကြည့်နေပါတယ်။အတွင်းနဲ့ပဲမှာ ငါရဲ့မိုင်းနားနိုင်ငံမျိုးနဲ့စုကထုံးကားဖို့အတွက်ခွင့်ရရှိတာလူတွေရတေလီလီတေချင်းအငွေ့တက်ကပို့ပြီးတော့အားကောင်းလာတယ်ပြီးတော့တက်ရှိဝိညာဉ်တွေကလည်းရှိနေသေးတယ်ရှင်းအောင်ကျဆူးစနစ်မှာသာဆိုရင်ဒလောက်များတဲ့လူတွေကိုတတ်တာအေဂရစ်ပိုင်ကောင်စီရဲ့အပြစ်ပေးခြင်းကိုခံရလိုက်မယ်ထိုလ်လူကကျင်တဲ့အပြုံးကိုပြပြီး သူ့ရဲ့လက်ကိုဝင်ရဲလိုက်တာနဲ့ဘူပေါင်း300ဟာတလုံးမီတလုံးပေါက်ကွဲသွားပါတယ်ဘူပေါင်းနေရာပြုတ်ကွဲသွားကြောင်းစင့်ခွန်မြစ်ကအမျိုးသမီးချင်းညက်သူ300ဟာတည်ခြင်းအငွေ့တက်နဲ့ထိတွေ့သွားကြပါတယ်သူတို့ရဲ့မျက်နှာတွေကနာကျင်မှုကြောင့်လင်းကောက်သွားပြီးဘူပေါင်းနေရာပေါက်သွားပြီးရဲ့နောက်သူတို့ရဲ့ခန္ဓာတွေကတဖြည်းဖြည်းနဲ့ညှိုးနှဲလာပါတယ်အသက်ဆွန်ရဲ့အမြင့်တန်းတွေကသူတို့ရဲ့မျက်စိနားနှာခေါင်းပါးစပ်တွေကနေထွက်လာပြီးသူတို့ရဲ့ခန္ဓာပက်လက်မှာအရိတ်တွေအဖြစ်စူးစီးသွားပါတယ်ထိုအရိတ်တွေကမူလဝိညာဉ်တွေလိုပါပဲသူတို့ကသူတို့ရဲ့ခန္ဓာတွေနဲ့တထက်တဲတူညီနေပါတယ်ကျူစီဟုံရဲ့မျက်နှာအမူအရာလင်းကောက်သွားပြီးသူမရဲ့ခန္ဓာကတုန်ခါနေ ပါတယ်။သူမရဲ့အသက်စွမ်းရည်ကသူမရဲ့ခန္ဓာကနေလှိမြန်စွာနဲ့ထပ်ပြီးသွားပြီးသူမရဲ့ခန္ဓာပုံစံကအရေးတစ်ခုလို့ဖွဲ့စည်းသွားပါတယ်။ကျိုးစီဟွန်ရဲ့အသက်စွမ်းရည်အရေးနဲ့အခြားလူတွေရဲ့အသက်စွမ်းရည်အရေးအလုံးကခေါင်းတုံးတဲ့လူစီကိုပြန်တန်းသွားပါတယ်။မာယနာနိုင်ငံဝါမျိုးချင်းတုခောက် ခေါင်းထုံးတဲ့လူကဟိမ့်တန့်တစ်ခုကိုထွက်လွတ်ပြီးလက်ကိုဝင်းရမ်းလိုက်ပါတယ်မူလာဝင်းကြီး300ကပို့ပြီးတော့မြင်မြန်ရွှေလျားပြီးသူ့စီကိုနီးကပ်လာပါတယ်သူကပါဇက်ကိုဟပြီးသူတို့ရက်ဆက်ဆွန်နဲ့ဝါးမြူတော့မဲ့အချိန်မှာအေးဆက်တဲ့နှာခေါင်းရှုပ်တံတစ်ခုကကဘာလောကတစ်ခွင်မှာပဲ့တင်ထက်သွားပါတယ်ထိုအေးဆက်တဲ့နှာခေါင်းရှုပ်တံကမိုးချိန်တံကိုတုံခါပြီးအတန်လိုင်းတစ်ခုကဖွဲ့စည်းသွားပါတယ်ခေါင်းထုံးတဲ့လူကတုံခါသွားပြီးသူ့ရဲ့စန်တနာတဲ့လက်တရားအသားနဲ့သွေးအဖြစ်ပြုတ်ခွဲသွားပါတယ်သူကသွေးရံပြီးကြောင်းတဲ့နေကြာမျက်နှာအမူအရာနဲ့လှိမ့်မြန်ဆွန်နဲ့နောက်ဆုတ်သွားပါတယ်အဲ့ဒီမူလာဝင်းကြီးအရေး300ကဖြည်းဖြည်းချင်းမျိုးလုံးဖွင့်လိုက်ကြပါတယ်သူတို့ကစိ တ်ထုတ်ထွေးစွာနဲ့ပက်လက်ကိုကြည့်လိုက်ကြပါလေဘသူလဲဘယ်တတရာအဆင့်ကြီးညံ့သူအမြန်မာယနာနိုင်ငံမျိုးနွယ်စုကိုရောက်လာတာပါလေဒီဖိုးကြီးကမာယနာနိုင်ငံမျိုးနွယ်စုရဲ့အကြီးကဲပါကျွန်တော်ကအကြီးကဲကိုဗာမျက်လုံးပြီလို့စိတ်ဆုံးတော့လုံးမိလဲမသိဘူးကျေးဇူးပြုပြီးတော့ ခေါင်းထုံးတဲ့လူငယ်ကဖြူဖြော့ပြီးကြောက်လန့်နေပါတယ်သူ့ရဲ့နှလုံးသားကဒရုံဒုံနဲ့ခုန်နေပြီးသူကကြောက်လန့်နေကြဖြစ်နေပါတယ်တစ်ဖက်လူကနှာခေါင်းရှုပ်တံတစ်ခုကိုပဲထိုးလို့ခဲ့ပြီးမယ်ထိုးရနီးပညာတုံးနေတယ်သူ့ရဲ့လက်တွေကိုချိန်မော့သွားစေဖို့လုံလောက်ခဲ့ပါတယ်သူ့ရဲ့စိတ်ကလည်းပြင်းထန်စွာနဲ့ထိုးနှက်မှုကိုခံလိုက်ရပါတယ်သူ့ရဲ့ခန္ဓာထဲကစွန့်ရင်နဲ့တွေးရရှုပ်ထွေးနေပြီးသူ့ရဲ့မူလဝိညာဉ်ကလည်းပြိုကွဲလို့နေပါဖြစ်သွားပါတယ်သူကပစ္စမကောင်းကင်ဘေးဒုက္ခမှာရှိနေလို့တဖက်လူကသူမစော်ကားနိုင်တဲ့တတိယအဆင့်ကျဉ့်သူဖြစ်တဲ့ဆိုတာချက်ချင်းပဲအတိမတ်ပြုတ်လိုက်ပါတယ်။ဒိုးရတဲ့သူကဒီတတိယအဆင့်ကျဉ့်သူကိုပ ဘလို့စိတ်ဆိုးမရောလုံးမိလို့သူ့ကိုအပြေပြေဖို့နှိုးဆွမိလဲဆိုတော့သူကနားမလဲပါဘူး။သူကထိုတတရားအစဉ်ချင်းညံ့သူကရှေးဟောင်းချစ်ဆုစနစ်ကမဟုတ်ပဲအတွင်းနဲ့ပဲဟာဖြစ်တယ်လို့တော့မခံမမိပါဘူး။သူကအတွင်းနဲ့ပဲဟာချင်းညံ့သူအားလုံးကသူတို့ရဲ့နောက်ဆုံးရုန်းကန်မှုအတွက်ကောင်းကင်တစ်ခွင်မှာစူဝေးနေကြပြီးသူတို့ကဒီလိုရောက်လာဖို့မဖြစ်နိုင်ဘူးဆိုတော့သိကြပါတယ်။ ထိမ့်လန့်တကြားဖြစ်နေရင်လည်းသူ့ရဲ့စကားတော့မဆုံးနိုင်ခင်မှာပဲသူ့ရဲ့အမိအယုံကအဖျော်အလင်းနဲ့ဖုံးလန်းသွားပါလေသူကအကွဲတောင်းကိုမော်ကြည့်လိုက်တော့အဖျော်ဝေးုံနဲ့ဆန်ဖြူလူငယ်တယောက်ကတေချင်းအငွေ့တက်ကြားကနေရှောင်းလန်းလာတာကိုမြင်လိုက်ရပါလေလူငယ်လေးရဲ့မျက်နှာအမူအရာမှောင်မိုင်းနေပြီးသူ့နောက်မှာတော့နာကျင်စွာနဲ့အဟိနေတဲ့ခေါင်းထောင်ပုံများစွာရှိနေပါလေအော်တန်နီကခေါင်းတုံးတဲ့လူရဲ့စိတ်ကိုတုံ့လောက်သွားစေပြီးသူ့ရဲ့မျက်စက်တွေကကျုပ်သွားပါလေသူကအဖျော်ဝေးလူကိုကြည့်ပြီးထိုလူကိုယဉ်နှင်းနေတယ်လို့ခံစားလိုက်ရပါလေမင်းမင်းရော့ ခေါင်းတုံးတဲ့လူရဲ့စိတ်ကတုန်ခါသွားပြီးသူကခဏတာကြက်တေတည်သွားပြီးရဲ့နောက်လူငယ်လေးစီကယင်းကြီးရဲ့အချိန်မှာသူ့ကိုနာမည်တစ်ခုကိုသတိရစီပါတယ်သူကနာမည်ကိုသတိရတဲ့အခိုက်အတန့်မှာခေါင်းတုံးတဲ့လူကမထိန်ချုံနိုင်တော့ပဲအော်တန်တစ်ခုကိုထုတ်လွှတ်လိုက်ပါတယ်သူကအော်ဟင်းရင်အယူမှုနဲ့နောက်ဆုတ်သွားပါတယ်မာယနာနိုင်ငံမျိုးနဲ့ဝင်နေဒီဂျိုဝါနဲ့အမြန်ထွက်ပြေးကြအမြန် ဝယ်လင်ရဲ့မျက်စက်နေရအေးဆက်တဲ့အလင်းတန်းတစ်ခုပြက်ပြက်လက်သွားပြီးသူ့ရဲ့ညာဘက်လက်ကလီဟာနေကိုဆန်တန်းလိုက်ပါတယ်ကြီးမားတဲ့ပုံရော့လက်ဖွားတစ်ဖက်ကပေါ်လာပြီးခေါင်းတုံးနဲ့လူစီကိုပြေးဝင်သွားပါတယ်ခေါင်းတုံးနဲ့လူကစကားပြောရင်လက်ကသူ့ကိုဖမ်းပြီးတော့ညှစ်လိုက်ပါတယ်ခေါင်းတုံးနဲ့လူကခြေခွဲစီအောင်အော်တန်ကိုထုတ်လွှတ်ပြီးသူ့ရဲ့ခန္ဓာပြုတ်ကွဲသွားပါတယ်ဒိုးရတဲ့သူ့ရဲ့ခေါင်းကတော့သူ့ရဲ့ဝိညာဉ်နဲ့မူလဝိညာဉ်တစ်စိတ်ခတ်ထားလေးရဲ့မပျက်စီးပဲကျန်နေခဲ့ပါတယ်ဝယ်လင်ကသူ့ရဲ့လက်ကိုပြန်ဝင်သိမ့်လိုက်တာနဲ့သူ့ရဲ့ခေါင်းကသူ့နောက်ကခေါင်းထောင်ပုံများစွာထဲမှာပူပေါင်းသွားပါတယ် တချိန်တည်းမှာပဲဂျိုးတခွင်လုံးမှာမာယနာမျိုးနွယ်ဝင်တွေအားလုံးရဲ့အရှိန်အဝါပြန်ထွက်လာကြပါတယ်အရှိန်အဝါတစ်ခုချင်းစီမှာမာယနာနိုင်ငံမျိုးနွယ်ဝင်တယောက်စီကပါဝင်နေပါတယ်သူတို့ကစိတ်ရှုပ်ထွေးပြင်မဲ့ဂျိုးကနေထွက်ပြေးဖို့အတွက်ကြိုးစားဖို့အတွက်တွန်းဆုံမနေကြပါဘူးဘာတွေဖြစ်လဲဆိုတာမသိပေမဲ့ မျိုးနဲ့စုရဲ့အကြီးကဲရဲ့အမိကကောင်းကင်မှာသူတို့ကအဲ့ဒီမိတ်ကိုတည်တဲ့အထိလိုက်နာကြားပါလိမ့်မယ်။ဝလင်းကနောက်ပြန်လဲကြည့်လိုက်ပြီးသူ့ရဲ့အကြီးကအေးဆက်နေပါလေ။သူကညာလက်ကိုဝင်ရံပြီးသူ့ရဲ့ညာဘက်မျက်လုံးထဲမှာမိုးချိုးကလင်းလက်သွားပါလေ။အေယာမမိုးချိုးတန်းတစ်ခုကပေါ်လာပြီးဝလင်းကိုဗဟုပြုကမင်းမတွန့်နိုင်တဲ့တီနီယာတွေအဖြစ်ကွဲထွက်သွားပါလေ။ထိုခိုက်တန်းမှာပဲလက်စည်းတွေကမှောင်မိုင်းနေတဲ့ဂျိုးတခွင်မှာပြန်ကျဲသွားပြီးမိုးချိမ့်တန်တွေကပဲ့တင်ထက်နေပါလေ။မိုးချိုးတန်းတစ်ခုချင်းစီကမာယနာနိုင်ငံမျိုးနွယ်ဝင်တယောက်ချင်းစီကိုတစိုက်ခတ်ထားတဲ့တေတန်တစ်ခုလိုပါပဲ။သူတို့ရဲ့ခန္ဓာတွေကပောက်ကွဲထွက်သွားပြီးမိုးချိုးက သူတို့ရဲ့ခေါင်းလေးကိုပြန်ယူလာခဲ့ပါတယ်တေချင်းရဲ့အော်ဟစ်တန်နီယာဂျိုဒူခင်မှာပဲ့တင်ထက်နေပါတယ်ဝက်လင်းကထိုရအားလုံးလိလူရှုပြီးစိတ်ရှုပ်ထွေးနေတဲ့မူလာဝဉ္ဉင်၃ယောက်ကိုကြိလိုက်ပါတယ်သူကညင်သာစွာနဲ့လက်ကိုဝန်းရမ်းပြီးမူလာဝဉ္ဉင်နေရာသူတို့ရဲ့ခန္ဓာစီကိုပြန်ဟုတ်သွားကြပါတယ်ဝက်လင်းကခြေတလန်းနဲ့ထွက်ခွာသွားပါတယ်သူကခြေတလန်းနဲ့ထွက်ခွာသွားတဲ့အခိုက်အတန့်မှာပဲမိုးဂျိုတန်းနေရာခေါင်းထောက်ပုံများစွာနဲ့အတူပြန်ဟုတ်လာပါတယ်ဝက်လင်းနောက်မှာခေါင်းတထောင်နီးပါးရှိနေပြီးပြီးတော့မိုးဂျိုကဝက်လင်းရဲ့ညာဘက်မျက်လုံးထဲကိုပြန်ဝင်သွားပါတယ်အသက်ရှူချိန်တော်တော်လေးအတွင်းမှာပဲ မယနာနိုင်ငံမျိုးနွယ်ဝင်အားလုံးကတည်ဆုံသွားကြပါလေတယောက်ကမှအသက်ရှင်ကျန်ရင်းခက်ခြင်းမရှိပါဘူးလီထဲမှာမျိုးနေဝလင်းကသူ့ရဲ့ညာလက်ကိုမြောက်ပြီးမြေကြီးပေါ်ကိုဖိချလိုက်ပါလေဂျိုဝဲပက်လေကအဆုံးမဲ့တည်ခြင်းအငွေ့တက်ကပင်လယ်လိုလှိုင်းထန်လာပြီးသူ့စီကိုပြန်တန်းလာပါလေနောက်ဆုံးမှာတော့အဆုံးမဲ့တည်ခြင်းအငွေ့တက်ကတည်ခြင်းကိုကုစားပြုတဲ့ဝလင်းရဲ့ညာလက်ထဲမှာစူးစီးသွားပါလေထိုးရ တန်ငွေဘောလုံးအဖြစ်ဖွဲ့စည်းသွားပြီးလိမ္မံဆောင်နဲ့လေပတ်နေပါတယ်။တေကျင်းအငွေတက်ကဝယ်လင်းကယူဆောင်သွားတဲ့နေဂျိုဘောကတက်ရှိတွေအားပြန်လည်ရောက်ရှိလာပါတယ်။ဘူပေါင်းများပြားပောက်ခွဲပြီးအတွင်းကစင်ခွက်မြေကကြီးညံ့သူတွေအားသူတို့ရဲ့လွတ်လပ်မှုကိုပြန်ရရှိသွားပါတယ်။ဝယ်လင်းကဂျိုဘောကနေသူ့ရဲ့အကြီးကိုရုပ်သိမ်းပြီးသူ့ရဲ့လက်ကတေကျင်းအငွေတက်ဘောလုံးနဲ့အတူကောင်းကင်ကိုခြေလှမ်းလိုက်ပါတယ်။သူကဘောလုံးကိုရက်စက်စွန်နဲ့ချိန်ချိန်လိုက်ပြီးတောင်းမဖွဲ့ရကောင်းတဲ့တေကျင်းအငွေတက်ပမာဏကကောင်းကင်ကိုတိုးဝင်သွားပါတယ်။မင်းကရောက်လာပြီဆိုမှတော့ မထွက်သွားနဲ့တော့ဝန်လင်းရဲ့အတန်အိဆက်နေပြီးသူကတေချင်းအငွေ့သက်ပြန်တန်းသွားတဲ့မိုးကုတ်ဆောင်ရဲ့အစွန်းကိုကြည့်လိုက်ပါတယ်လီဟာနေကပုံပြတ်သွားပြီးတက်လက်ပိုင်အရွယ်လူတယောက်ကရှောင်းလန်းထွက်လာပါတယ်ထိုတက်လက်ပိုင်အရွယ်လူကတောက်အဝင်းကိုဝှစ်ဆင်လာပြီးသူ့ရဲ့မျက်နှာကအလိုမင်းကိုတင်းမာနေပါတယ်သူ့ရဲ့လက်တရားလက်စိတ်တစ်ခုကိုဖွဲ့ထားပြီးသူ့ရဲ့ပက်လက်မှာလက်တိုင်းတစ်ခုကလည်းပေါ်လာပါတယ်တေချင်းအငွေ့သက်ကလက်တိုင်းဘုတ်ကိုကြောက်ထွားပါတယ်မိုးချင်းတက်လို့တုတ်ခမ်းတန်နေရပက်တင်ထပ်သွားပြီး တုံခါနေတဲ့လက်တိုင်းပေါ်မှာအကွဲကြောင်းနေရာပေါ်လာပါတယ်ဒိုးဝရင်ထိုးရမကွဲသေးပဲတလက်ပိုင်အရွယ်လူနဲ့အတူနောက်ကိုတွန်းထုတ်ခံလဲရပါတယ်တစိုက်ခတ်နေပဲအရှင်သခင်ဝယ်လင်းမင်းရောမသေးသေးဘူး တလက်ပိုင်ရွယ်လူရဲ့မျက်လုံးတွေကတုံလုံးနေပြီသူကနောက်ဆုတ်သွားပါတယ်သူကဝန်လင်းရဲ့နဖျားယုံကိုတစိမ့်ခတ်ထားပြီမဲ့ဝန်လင်းကိုမြင်နိုင်ခဲ့ပါဘူးသူကဝန်လင်းကအပြင်နယ်ပယ်ရချင်းချင်းသူထောင်ပေါင်းများစွာကိုဖျက်ဆီးတော့မြင်လိုက်ရတဲ့အခါချက်ချင်းပဲနောက်ဆုတ်ချင်ခဲ့ပါတယ်ဒိုးဝါရင်သူကနောက်မဆုတ်နိုင်ခင်မှာပဲဝန်လင်းကသူ့ကိုပုံခုရာကနေအတင်းကျပ်ထုတ်လိုက်ပါတယ်ဝန်လင်းကစကားတစ်ခုမှမပြောဘဲတက်ဖြက်လို့စိတ်ကသူ့ရဲ့မျက်လုံးတွေကိုပြင်းထန်သွားပါတယ် သူကချက်ချင်းပဲတက်လက်ပံရွေလူစီကိုနီးကပ်သွားပြီးဒိုင်းဝင်ရက်စက်စွာနဲ့ရိုက်ချလိုက်ပါလေမိုးချင်းတန်လို့အတန်အထွက်လာပြီးဒိုင်းပေါ်မှာအကွဲကြောင်းနေရပုံများလာပါလေတက်လက်ပံရွေလူကဖြူဖြော့သွားပြီးသူ့ရဲ့ပါဇက်တော့ကနေတွေးနေရစီးကြလာပါလေသူကကြောင်းလက်နေချာနဲ့နောက်ဆုတ်သွားပါလေမင်းရောငေါ့ဒီကိုတမင်တကာမြှောက်ခေါ်လာခဲ့တာ မင်းရဲ့ကျင့်ကြံမှုကိုဖုံးကွက်ထားခဲ့တယ်။လက်ရဲ့ဆွမ်းအားကတက်လက်ပိုင်အရွယ်လူကိုဝန်လင်းရဲ့ခန္ဓာအနေထွက်ပေါလာတဲ့ကြောင်မဖွေရအရှိန်မအကိုရှင်းရှင်းလင်းလင်းခံစားမိစေပါတယ်။သူ့ရဲ့နှလုံးသားရမ်းခုန်နေပြီးတက်ဖြက်လူတဲ့အတွေ့အလုံကသူ့ရဲ့စိတ်ထဲကနေပြက်ခွေသွားပါတယ်။သူကချက်ချင်းပဲထွက်ပြေးချင်နေပါတယ်။ဒါဝရင်သူကဒီကိုမျှခိုခံခဲ့ရတော့ဝန်လင်းကသူ့ကိုထွက်ပြေးဖို့အတွက်အခွင့်အရေးပေးမှမဟုတ်ပါဘူး။ဝန်လင်းကအစ်ဆက်ဆောင်နဲ့နှာခေါင်းရှုပ်ထံတစ်ခုကိုထွက်လွတ်ပြီးလက်ကိုမျှောက်လိုက်ပါတယ်။သူ့ရဲ့လက်ကတခါပြန်ထူးချလိုက်ပြီးသူ့ရဲ့လက်ထဲမှာကံကြမ္မာအပဝင်နေပါတယ်။အဲ့ဒါဒိုင်းဘုတ်ကိုကြောက်ထွားပြီးဒိုင်းကဒိုင်းရိုက်ပြုတ်ကွဲသွား ားပါတယ်အရှိန်အဝါတစ်ခုကဒိုင်းနဲ့တက်လက်ပိုင်အရွယ်လူစီကနေထုတ်ယူခံလိုက်ရပါတယ်တက်လက်ပိုင်အရွယ်လူရဲ့မျက်နှာဖြဖြောနေပါတယ်ဒိုင်းကပြုတ်ကွဲသွားပြီးရဲ့နောက်မှာသူကတစ်ခါပြန်နောက်ဆုတ်သွားပါတယ်သူ့ရဲ့မျက်လုံးတွေကကြောက်မောက်ဖေးကကောင်းလာပါတယ်ထိုရာသူ့အတွက်တေးရှင်ဘေးဒုက္ခဖြစ်ပြီးသူကမလွတ်မြောက်နိုင်မှာကိုကြောက်ရွံ့နေပါတယ်ထိုအချိန်မှာသူကအန်ချိတ်ပြီးတော့ထွက်ပြေးဖို့စိတ်ကူးကိုလက်လျှော့လိုက်ပါတယ် သူ့ရဲ့လက်တရားလက်တစိတ်တစ်ခုကိုဖွဲ့စည်းပြီးသူ့ရဲ့မျက်ခုံးကြားအဆက်ကိုညှို့လိုက်တာနဲ့အကွဲကြောင်တစ်ခုကပေါ်လာပါလေထိုရာသူ့ရဲ့ခန္ဓာနဲ့ပေါင်းဆက်ထားတဲ့ယုံကြည်ခြင်းမင်းရဲ့ကဘာပါသူ့ရဲ့ယုံကြည်ခြင်းမင်းရဲ့ကဘာကိုဖွင့်လိုက်တာနဲ့ဝယ်လင်းကသူ့ရဲ့လက်ကိုရှေ့ကိုညှို့လိုက်ပါလေယက် စကားတခုနဲ့တက်လက်ပိုင်အရွယ်လူရဲ့ခန္ဓာရစ်တန့်သွားပါလေထိုခိုက်တက်မှာပဲဝင်လင်းကနိကတ်သွားပြီးသူ့ရဲ့လက်ဖွာတက်လက်ပိုင်အရွယ်လူရဲ့ခန္ဓာကိုရိုက်နှက်လိုက်ပါလေတုံခါတန်တို့ကတက်လက်ပိုင်အရွယ်လူရဲ့ခန္ဓာထဲမှာပဲ့တင်ထပ်သွားပြီးဝင်လင်းရဲ့လက်ကသူ့ရဲ့နှဖူးစီကိုရွေ့သွားပါလေဘန်းဆိုတဲ့အတန်နဲ့အတူတက်လက်ပိုင်အရွယ်လူကတုံခါသွားပြီးသူ့ရဲ့မျက်စိနားနှာခေါင်းပါးစပ်တွေကနေတွေးတွေကထွက်လာပါလေသူ့ရဲ့မျက်လုံးတွေကရစ်တန့်နီးပညာကနေလွတ်မြောက်ဖို့အတွက်ကြိုးစားရင်းရုန်းကန်မှုနဲ့ကြောင်ရွံ့မှုတွေပြင်းထန်နေပါလေဒိုးရတဲ့ဝင်လင်းရဲ့ရှိမှာတော့သူကအခွင့်အရေးမရှိခဲ့ပါဘူးဝင်လင်းရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်း တန်ကလျက်ပြက်လက်သွားပါလေသူကထိုလ်လူရဲ့စိတ်ကိုပြုတ်ခွဲစေပြီးသူ့ရဲ့လက်နှစ်ဖက်ကိုရစိတ်ခတ်လိုက်ပါလေပြီးတော့သူ့ရဲ့ညာလက်ကတလက်ပံအရွယ်လူရဲ့လေပင်းစီကိုဖျက်ဆီးသွားပါလေသွေးတွေကနေရာအနှက်မှာပပြန်းသွားပြီးတလက်ပံအရွယ်လူရဲ့ခေါင်းကသူ့ရဲ့ခန္ဓာကနေကွက်ထွက်သွားပါလေသူ့ရဲ့ခန္ဓာကအသားနဲ့သွေးတပုံအဖြစ်ပြုတ်ခွဲပြီးဝယ်လင်းကသူ့ရဲ့ခေါင်းကိုဖမ်းဆုပ်လိုက်ပါလေစမ်းကျက်လီဟာနဲ့အစိမ့်အောင်မှာဘသူကမှငါရဲ့ပြန်ပမဟုတ်ဘူးဝယ်လင်းကနောက်ပြန်လှည့်ပြီးသွေးဆက်လက်ကြနေတဲ့ခေါင်းကိုကင်ဆောင်ရင်းကျေဒီချာကနေထွက်ခေါက်သွားပါတယ်ကျွန်တော်တော့ခရိုဆာကီပါ ောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်